အစ္စရေးနဲ့ဟာမတ်အဖွဲ့အကြားရရှိလိုက်တဲ့ပြစ်ခတ်ရစဲရေးသဘောတူညီချက်အရနှစ်ဖက်စလုံးကဒီကနေ့အော်တိုဘာလ23ရက်နေ့မှာအကျဉ်းသားတွေအပြန်အလှန်ပြန်လွတ်ပေးနေကြပြီဖြစ်ပါတယ်။ဟာမတ်ဖမ်းထားတဲ့အသက်ရှင်နေသေးတဲ့အစ္စရေးအကျဉ်းသား20စလုံးကိုပြန်လွတ်ပေးလိုက်ပြီဖြစ်ပြီးအစ္စရေးဘက်ကလည်းပါလက်စတိုင်းအကျဉ်းသား2000ကိုပြန်လွတ်ပေးနေပါပြီ။အခုလိုအကျဉ်းသားတွေပြန်လွတ်လာတဲ့အတွက်ဝမ်တာမီကြောင်းနဲ့ဒီကနေ့ဟာပျော်ရွှင်စရာကောင်းတဲ့နေ့ဖြစ်ကြောင်းအစ္စရေးပြည်သူတို့ကပြောပါတယ်။ We've been waiting for the hostages to come back home. for the war to stop, for the soldiers to come back home. This is a historic day. This is a happy day. They're coming home. ဣသရေလဟာမတ်အဖွဲ့အစည်းပြစ်ခတ်ရဆဲရေးသဘောတူညီချက်ရရှိအောင်သမ္မတဒေါ်နယ်ထရမ့်နဲ့သူ့အစိုးရအဖွဲ့ကတာဝန်ရှိသူတွေကာလအတန်ကြာစ조사ဆောင်ရွက်ခဲ့မှုရဲ့ရလာလဲဖြစ်ပါတယ်ဒီအတွက်ကမ္ဘာနိုင်ငံအများစုကလည်းသမ္မတထရမ့်ကိုချီးကျူးပြောဆိုကြပါတယ် ဟာမတ်အကြမ်းဖက်အဖွဲ့က2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာအစ္စရေးနိုင်ငံအတွင်းဝင်ရောက်ပြီးအကြမ်းဖက်တပ်ဖြတ်မှုတွေလုပ်ခဲ့တဲ့အပြင်ယာနဲ့ချီတဲ့ဒဇာဂန်တွေကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့်အခုလွတ်လာတဲ့ဒဇာဂန်တွေဟာနှစ်နှစ်ကျော်ကြာဖမ်းဆီးခံခဲ့ကြရတာပါဖမ်းခံထားရတဲ့သူတွေကထက်နိုင်ငံသားတွေအပါအဝင်ဒဇာဂန်တချို့ကိုအစောပိုင်းမှာပြန်လွတ်ပေးခဲ့ပြီးဖြစ်တယ်လို့ဟာမတ်ကဖမ်းဆီးထားတဲ့ကာလအတွင်းမှာပဲတေဆုံသွားခဲ့ကြတဲ့ဒဇာဂန်တွေလည်းရှိပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ